မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ22ရက်နေ့မနက်ပိုင်း Radio NUG ပြည်တွင်းသတင်းများကိုတင်ပြပေးပါတော့မယ်ကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့အိုတိန်တွင်ကြေးရွာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာထိခိုက်ခံစားခဲ့ရသူများကိုနှစ်သိမ့်အားပေးခြင်းနဲ့ထောက်ပံ့ခြင်းများလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလှုံ့ဆော်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ် တပရင်းမြို့နယ်ဦးထိန်ထိန်ကျေးရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာထိခိုက်ခံစားခဲ့ရသူများကိုနှစ်သိမ့်အားပေးခြင်းနဲ့ထောက်ပံ့ခြင်းများလှုံ့ဆော်ခဲ့တယ်လို့မေလ21ရက်နေ့မှာလူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်ဒီဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်နှစ်သိမ့်ဆွေးနွေးပွဲကိုလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရေးဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူများ ကလေးစိတ်ပညာဆိုင်ရာကျွမ်းကျင်ဆရာဝန်များနဲ့ပညာရှင်များပါဝင်တက်ရောက်ခဲ့ကြပြီးတော့ထိခိုက်ခံစားခဲ့ရတဲ့မိသားစုဝင်များကလေးတငယ်များနဲ့ဆရာဆရာမများကိုနှစ်သိမ့်ဆွေးနွေးခြင်းစိတ်ခွန်အားပေးခြင်းနဲ့စိတ်ဖိစီးမှုများနဲ့ထိတ်လန့်ကြောက်ရွံ့မှုများရောပါစေရန်ပြုလုပ်ရမယ့်နည်းလမ်းများကိုမျှဝေပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။လေချောင်းကဘုံကျဲတိုက်ခိုက်မှုကြောင့်တည်ဆုံးတန်ရန်ရသူများအထွတ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်ဒီဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထောက်ပံ့ငွေကြေး105သိန်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနဲ့စေတနာရှင်များကလူဒန်းငွေကျပ်330စုစုပေါင်းငွေကျပ်235သိန်းကိုထိခိုက်ခံစားခဲ့ရတဲ့မိသားစုဝင်များအားမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်များကကိုယ်တိုင်ကိုယ်ကျ6ပံပေးအပ်ခဲ့ကြပါသည်။တပရင်မြို့နယ်အိုတိန်တွင်ကြေးရွာစာတင်ချောင်းကို မေလ၁၂ရက်နေ့မနက်9:35မိနစ်အချိန်ကမှအကြမ်းဖက်စစ်တပ်က လေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ဆရာမ2ဦးနဲ့ចောင်းသားចောင်းသူ22ဦးသေဆုံးခဲ့ရပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့ចောင်းသားចောင်းသူနဲ့ဆရာဆရာမစုစုပေါင်း105ဦးခန့်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီဦးတိန်တွင်ကြေးရွာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာထိခိုက်ခံစားခဲ့ရသူများကိုနှစ်သိမ့်အားပေးခြင်းနဲ့ထောက်ပံ့ခြင်းများ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလှုပ်ဆောင်တဲ့တရင်ကိုတင်ပြပေးပါမယ်။တပရင်းမြို့နယ်ဦးထိန်ထိန်ကျေးရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာထိခိုက်ခံစားခဲ့ရသူများကိုနှစ်သိမ့်အားပေးခြင်းနဲ့ထောက်ပံ့ခြင်းများလှုပ်ဆောင်ခဲ့တယ်လို့မေလ21ရက်နေ့မှာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်ထားပါတယ်။ နှစ်သိမ့်ဆွေးနွေးပွဲကိုလူသားချင်းစာနာထောက်ထားရေးနဲ့ BNL ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူများကလေးစိတ်ပညာဆိုင်ရာကျွမ်းကျင်ဆရာဝန်များနဲ့ပညာရှင်များပါဝင်တက်ရောက်ခဲ့ကြပြီးတော့ထိခိုက်ခံစားခဲ့ရတဲ့မိသားစုဝင်များကလေးသူငယ်များနဲ့ဆရာဆရာမများကိုနှစ်သိမ့်ဆွေးနွေးခြင်းစိတ်ခွန်အားပေးခြင်းနဲ့စိတ်ဖိစီးမှုများနဲ့ထိတ်လန့်ကြောက်ရွံ့မှုများရောပါစေရန်ပြုလုပ်ရမယ့်နည်းလမ်းများကိုမျှဝေပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည် လေကြောင်းကဘုံကျဲတိုက်ခိုက်မှုကြောင့်တိဆုံးဒဏ်ရာရသူများအထက်လူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်ဒီဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထောက်ပံ့ငွေကြက်105သိန်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနဲ့စေတနာရှင်များကလူတန်းငွေကြက်သိန်း130စုစုပေါင်းငွေကြက်235သိန်းကိုထိခိုက်ခံစားခဲ့ရတဲ့မိသားစုဝင်များအားမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်များကကိုယ်တိုင်ကိုယ်ကျထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။တပည့်ရင်မြို့နယ်အိုးတိန်တွင်ကြေးရွာစာတင်ချောင်းကို မေလ12ရက်နေ့မနက်9:35မိနစ်အချိန်ကမှအကြမ်းဖက်စစ်တပ်ကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ဆရာမ2ဦးနဲ့ចောင်းသားចောင်းသူ22ဦးသေဆုံးခဲ့ရပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့ចောင်းသားចောင်းသူနဲ့ဆရာဆရာမစုစုပေါင်း105ဦးခန့်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီအာဆီယံရဲ့46ကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်အုပ်စုမပါဝင်ရေးတောင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ အာဆီယံရဲ့46ကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်အုပ်စုမပါဝင်ရေးတောင်းဆိုကြောင်း Defend Myanmar Democracy အပါအဝင်အဖွဲ့အစည်းများကဖော်ပြထားကြပါတယ်။မေလ23ရက်နေ့မှ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပမယ့်အာဆီယံရဲ့46ကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာအာဆီယံအဖွဲ့ဝင်နိုင်ငံ၁၀နိုင်ငံလုံးရဲ့ခေါင်းဆောင်များဘူးပေါင်းဆွေးနွေးမယ့်အကြောင်းအရာများမှာအာဆီယံအတိုင်းအဝိုင်းရဲ့2025ခုနှစ်မျှော်မှန်းချက်၊တဘာဝဘေးရန်တွေတုံ့ပြန်မှုနဲ့ လူသားချင်းစာနာမှုအကူအညီတရုတ်နိုင်ငံနဲ့ GCC နိုင်ငံများကုံသွေးရေးပူးပေါင်းဆောင်ရွက်မှုမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပြဿနာများဖြစ်ကြပါသည်သို့တော်တကယ်လက်တွေ့မှာ အားလုံးပါဝင်နိုင်မှုဟုသောခေါင်းစဉ်ပေးထားတော်လေလက်တွေ့မှာအာဆီယံဟာပြီးခဲ့တဲ့နှစ်နှစ်အတွင်းနိုင်ငံတဝန်း၄ချောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း၄000ကျော်လှုပ်ဆောင်ခဲ့ပြီးတော့၃.၅သန်းသောပြည်သူများအား ဦးမဲ့အိမ်မဲ့ဖြစ်စီခဲ့တဲ့အပြင်မရေတွက်နိုင်အောင်များပြားလာတဲ့ရာဇဝမှုများအထွတ်တာဝန်ရှိသောစစ်အုပ်စုကထိုင်ခုံနေရာပေးထားပြီးတော့မြန်မာပြည်သူများအားဆက်လက်ဖယ်ချင်ထားစေဖြစ်တယ်လို့ဖော်ပြထားပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာစစ်အုပ်စုမပါဝင်ရေးမြန်မာနိုင်ငံရဲ့တရားဝင် ကိုယ်စားလှယ်များအားတရားဝင်ချိတ်ဆက်ဆောင်ရွက်မှုပြုလုပ်ရင်းနဲ့စေရာဇဝမှုများမှာအာဆီယံရဲ့ကြံရပါနေမှု အဆုံးသက်ရေးတို့ကိုတောင်းဆိုအပ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီး UK နိုင်ငံလန်ဒန်မြို့မှာရှိတဲ့စစ်ကောင်စီတန်ယုံရှိနဲ့တရုတ်တန်ယုံရှိမှာမြန်မာအင်အားစုများစံတားထုတ်ဖော်တဲ့သတင်းကိုတင်ပြပေးပါမယ်။မေလ20ရက်နေ့မွန်လွဲ2နာရီမှ2နာရီအထိ UK နိုင်ငံလန်ဒန်မြို့မှာရှိတဲ့တရုတ်တန်ယုံရှိမှာ UK ရောက်မြန်မာများစုဝေးစံတားပြခဲ့ကြတယ်လို့မြန်မာ Unity Movement Team ကအတည်ပြုဆိုထားပါတယ်။ မြန်မာပြည်ရဲ့အရေးကိစ္စမှာတရုတ်အစိုးရအနေနဲ့မြန်မာစစ်ကောင်စီကိုတစ်ဖက်တစ်လမ်းမှာအားပေးထောက်ခံမှုကိုပြုလုပ်နေကပြည်တွင်းရေးကိုအတီလင်းဝင်ရောက်ဆွတ်ဖက်နေမှုအားလုံးဝမလိုလားကြောင်းနဲ့မြန်မာပြည်တွင်းရေးကိုကုညီတယောင်နဲ့နှောက်ယှက်ဖျက်ဆီးနေတဲ့ကိစ္စရများအတွက်မြန်မာပြည်သူပြည်သားများမှလုံးဝစိတ်နှစ်သက်မှုမရှိကြောင်းစံထားထုတ်ဖော်ခဲ့ကြပါတယ်။ အလားတူစာကားစာရဲ့တန်ယုံရှိမှလည်းအာနာရှင်တွန်းလန်တိုက်ထုတ်ရေးအတွက်စံထားပြမှုနဲ့အတူမြန်မာပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူပြည်သားများအားလုံးစုစည်းညီညွတ်စီကြောင်းလှုပ်ရှားမှုလှုပ်ဆောင်ခဲ့ကြတယ်လို့တင်ရရှိပါရယ်ခင်ဗျာဆလဘီ Power Family ရဲ့ San Francisco ရောင်းနီရန်ပုံငွေဂီတပွဲတော်မှာရရှိလာမဲ့ရန်ပုံငွေများကိုမြန်မာပြည်ရဲ့လိုအပ်တဲ့နေရာများသို့ပြန်လည်ထောက်ပံ့မယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ Power Family ရဲ့ San Francisco ရောင်တီရန်ပုံငွေဂီတပွဲတော်အတွက်ရရှိလာမယ့်ရန်ပုံငွေများကိုတော်လိုင်းမိသားစုဝင်များရဲ့ပြန်လည်ထူထောင်ရေးကြာဆုံးရဲဘော်တွေရဲ့မိသားစုဝင်များ CDM မိသားစုများနိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့မိသားစုဝင်များနိုင်ငံရေးအချင်းကြမိသားစုဝင်များငလင်တန်ခံရတဲ့ဒေသများကိုဦးစားပေးထောက်ပံ့ပေးမှာဖြစ်တယ်လို့ရောင်တီမိသားစုကထုတ်ပြန်ဖော်ပြထားပါတယ် ဂီတရံပုံငွေအတွက်ပွဲလက်မှတ်ဝယ်ယူသူပြည်သူတအူးချင်းဟာအလူရှင်တွေဖြစ်ပြီးတော့ပြည်ပရောက်ရောင်းဒီအဖွဲ့ကပြည်တွင်းကလူထုနဲ့တသားတည်းရှိနေမှာလို့ကတိပြုထားကြပါသည်ဆန်ဖရန်စစ္စကိုရောင်းဒီရံပုံငွေဂီတပွဲတော်ကိုဇွန်လ15ရက်နေ့မှာကျင်းပသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဆလဘီနိုင်ငံတော်အကြံပတ်စီအုပ်စုကြောင့်ပညာရေးကဏ္ဍမှာဆရာဆရာမနဲ့ကျောင်းသားကျောင်းသူ90ဦးတည်ဆုံခဲ့ရပြီးတော့အသက်18နှစ်အောက်ကလေးငယ် 38ဦးပါဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။နိုင်ငံရေးအကျဉ်းသားများကိုကြီးဆောင်ရှောက်ရေးအသင်းမှကောက်ယူထားတဲ့သတင်းအချက်အလက်များအရ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှမေလ22ရက်နေ့အထိနိုင်ငံတော်ဝန်မှအကြံဖတ်စီအုပ်စုကြောင့်ပညာရေးကဏ္ဍမှဆရာဆရာမနှင့်ကျောင်းသားကျောင်းသူအမျိုးသမီး32ဦးနှင့်အမျိုးသား18ဦးစုစုပေါင်း90ဦးတည်ဆုံခဲ့တာကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပြီးတော့ထိုအရေးအတွက်မှအသက်18နှစ်အောက်ကလေးငယ်38ဦးပါဝင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဆိုပါတည်ဆုံးသူများအနက်40ဦးမှစီအုပ်စုရဲ့လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့်အများဆုံးတည်ဆုံးခဲ့ပြီးတော့လက်နက်ကြီးဖြင့်ပြက်ခတ်မှုကြောင့်၄ဦးတည်ဆုံးခဲ့ရပါသည်။မီလာ19ရက်နေ့နေ့လယ်တနာရီကန်းအချိန်မှာကရင်ပြည်နယ်ကော့ကရင်မြို့နယ်အတွင်းမှာရှိတဲ့စစ်ဘေးရှောင်စခန်းတစ်ခုမှာစစ်ရှောင်နေတဲ့ CDM ကျောင်းဆရာကိုသက်ဦးဟာစစ်ရှောင်နေရာမှ၎င်းရဲ့အိမ်ရှိရာကျုံတူးမျိုးအမှတ်၄ရပ်ကွက်သို့ခိတ္တပြန်လာပြီးတော့ပစ္စည်းယူစဉ်အကျံဘက်စီအုပ်စုရဲ့လက်အောက်ခံ အမှတ်946ချင်းမြန်တက်ရင်မှပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးမှာထိုရက်ွက်အတွင်သို့ကြားရောက်ပေါက်ကွဲခဲ့တဲ့အတွက်ကြောင့်ကြည်စားထိမှန်ပြီးတိုက်ဆုံခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီမင်းစစ်သွေးနဲ့ Carshell 2ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ